နာဆာကကကျဲပါတဲ့ရေကောက်ပွဲဟာအသွင်ကူးပြောင်းရေးရေကောက်ပွဲလို့မြင်ကြောင်းပဋိပက္ခများကိုဖြည့်ရှင်းရန်ပိုကောင်းတဲ့အခင်းအကျင်းဖြစ်လာမယ်လို့မျှော်လင့်ကြောင်းပြည်သူ့ပါတီဥက္ကဋ္ဌဦးကုကကြီးကပြောကြားပါရယ်။နေပြည်တော်တွင်ဇွန်လ25ရက်နေ့မှာစတင်ကျင်းပနေတဲ့ငြိမ်းချမ်းရေကောက်ပွဲနဲ့ဖက်ဒရယ်စနစ်တို့ပေါင်းစည်းခြင်းမှာအေဂျင့်တာယာဝါပြောတဲ့နိုင်ငံတော်တစ်စီတို့သုံးသက်ဆွေးနွေးပွဲငြိမ်းချမ်းဖိုရမ် P4 2025ကိုတက်ရောက်နေတယ်ပြည်သူ့ပါတီဥက္ကဋ္ဌဦးကုကကြီးဟာ လာမယ့်ရေကောက်ပွဲနဲ့ပတ်သက်ရေး The Daily 11သတင်းစာရေးမင်းမြတ်မှုကိုဖြည့်ကြားစဉ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ဟိုအရင်ဆုံးကျွန်တော်တို့ကဟိုပဂတိအတိုင်းကျွန်တော်တို့ပြန်သုံးသပ်ဖို့လိုတယ်။အဲ့တော့လက်ရှိချိန်တွေကတာမန်အချိန်တွေမဟုတ်ဘူး။အဲ့တာမန်အချိန်တွေမဟုတ်တော့ကျင်းပမယ့်ရေကောက်ပွဲကိုလည်းတာမန်အချိန်တွေမှာကျင်းပတဲ့ရေကောက်ပွဲလိုမျိုးတော့ကျွန်တော်တို့တတ်မှတ်လို့မရဘူး။အဲ့တော့ကျွန်တော်တို့မြင်တာကတော့ဒီပဋိပက္ခတွေကိုဖြည့်ရှင်းဖို့အတွက်ရေကောက်ပွဲမတိုင်ခင်မှာလည်းအထီးတွေ့တာတွေဆွေးနွေးတာတွေရှိမယ် ရွေးကောက်ပွဲအလွန်မှာလည်းဒီငင်းချမ်းရေးကိုဆက်လက်ပြီးတော့ဆောင်ရွက်ရမှာရှိတယ်။အဲ့တော့ဒီရွေးကောက်ပွဲကိုကျွန်တော်ကဟို transitional election ပေါ့အသွင်ကူးပြောင်းရေးရွေးကောက်ပွဲလို့ကျွန်တော်ကတော့မြင်ရွေးကောက်ပွဲဒီပြဿနာများကိုဖြေရှင်းနိုင်မှာမဟုတ်ကြောင်းဝေဖန်ပြောဆိုမှုများနဲ့ပတ်သက်ရေးလည်း conflict transformation အနေဖြင့်ရွေးကောက်ပွဲကိုဖျက်ဆီးတဲ့နယ်လို့ဥက္ကဋ္ဌကြီးကပြောကြားခဲ့ပါတယ်။နောက်တချို့ကဝေဖန်ကြတာတွေရှိတယ်။အဲ့တော့ဒီရွေးကောက်ပွဲက ပြဿနာတွေကိုဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ပြောကြတော့အဲ့တော့အဲ့ဒီသူတို့ပြောနေတာကပဋိပက္ခဖြေရှင်းရေးအမြင်နဲ့ပြောနေတာကျွန်တော်ကဒီရွေးကောက်ပွဲကိုမြင်တာကပဋိပက္ခကိုအသွင်ပြောင်းပြီးတော့ဆောင်ရွက်ဖို့ကျွန်တော်ကမြင်တာဒါကြောင့်ဟို conflict transformation အနေနဲ့ရွေးကောက်ပွဲကိုဖြတ်သန်းသင့်တယ်လို့ကျွန်တော်တို့ကမြင်တယ်အဲ့တော့ပြဿနာတွေကဆက်ရှိနေဦးမယ်အဲ့တော့ရွေးကောက်ပွဲအပြီးဖြစ်လာမဲ့နိုင်ငံရေးအခင်းကျင်းတစ်ကဏ္ဍမှာတဆင့် ဒီပฏิပက္ခတွေကိုဖြည့်ရှင်းရမယ်အခုချိန်နေတဲ့စာရင်တော့ဖြည့်ရှင်းလို့ပို့ပြီးတော့ကျေပြန့်တဲ့ကောင်းမွန်တဲ့အခင်းချင်းတစ်ခုဖြစ်လာမယ်လို့ပြောလဲနာမည်ရေကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလတတိယပတ်မှာ2026ခုနှစ်ဇန်နဝါရီလဒုတိယပတ်တွင်ကျင်းပမှာဖြစ်ပြီးရေကောက်ပွဲကျင်းပမယ့်ရက်ကိုချိန်ဆနေကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကငြိမ်းချမ်းဖို့ရန် P4 2025အဖွဲ့မှစကားပြောကြားရတဲ့ထည့်သွင်းပြောကြားခဲ့ပါတယ် ငင်းငယ်ဖိုရန် P4 ရန်2025ကိုနေပြည်တော်ရှိမင်္ဂလာသီရီဟိုတယ်တွင်ဇွန်လ25ရက်နေ့မှဇွန်လ29ရက်နေ့ထိ3ရက်ကျင်းပမှာဖြစ်ပါတယ်။